မျိုးတွေအားလုံးပဲမေဆုရဲ့မွေးဒီမှာတော့မေဆုရဲ့သားဖြစ်တဲ့ game ls ကိုလက်ဆောင်ခုပေးခဲ့ပါတယ်ဒီလက်ဆောင်ဘယ်သူကပေးခဲ့လဲဆိုတာကတော့ YouTube မှာတွေ့ရပါတယ်ဒီကောပဲအောင်ပွဲကကောင်းမေဆုရဲ့သား game ls ကမြန်မာနိုင်ငံမှာရှိတဲ့တော်လိုင်းတစ်ဖွဲ့တွေနဲ့သက်မှုတွေရှိနေတာကိုတွေ့ခဲ့ရဖြစ်တဲ့လုံပဲဝမ်းသာအောင်လေညကနေပြီးတော့ဖြတ်မှန်းပြောကြလိုက်ပါတယ်လန်ဒန်မှာကျင်းပခဲ့တဲ့လူတို့ခေါင်းဆောင်တော်အောင်ဆန်းစုကြည်မွေးနေ့ပွဲမှာတားငယ်ကိုထိန်လင်းတယောက်မထင်မှတ်တဲ့ လက်ဆောင်တစ်ခုရရှိခဲ့ပါတယ် cool. yeah, expect that you can able to read or understand at the moment but when it will be them deliver in the translate and be all you will be able to be all the habits and at the moment that intention is the present of the my revelation made to and participate. Thank you so much. Thank you, Timbade. အဲ့ဒီလက်ဆောင်ကတော့အေးအေးဒုစစ်ဦးချုပ်ဒေါက်တာညိုကပေးလိုက်တဲ့သဘုံဖြူကပြာစာအုပ်ဖြစ်ပါတယ်။ဒေါက်တာညိုထွန်းအောင်ကသူ့ရဲ့သဘုံဖြူကပြာစာအုပ်မှာလက်မှတ်ထိုးပြီးကိုထိန်နှင်းကိုလက်ဆောင်ပေးခဲ့တာပါ။ဒေါက်တာညိုထွန်းအောင်ကိုစားကပြာစာအုပ်ယူလာပြီးလက်ဆောင်ပေးခဲ့တဲ့မတူးမာကခုလိုပြောပါတယ်။ ဒေါက်တာညိုရဲ့သဘုံယူစာအုပ်ကလေးထွက်တော့လေဒေါက်တာညိုဘရိုဘက်ကနေပြီးတော့မှခင်ကိုဒီစာအုပ်ကလေးလက်ဆောင်ပေးခြင်းမလို့ဆိုပြီးတော့အမအနေနဲ့တင်ဆက်သွယ်လာခဲ့ရဲ့အဲ့ဒီအတွက်ကြောင့်မလို့ခင်ကိုပေးဖို့စီစဉ်တဲ့အခါမှာခင်ကနေပြီးတော့ဒီနေ့ဒီလိုအန်တီကူရဲ့မွေးနေ့ပွဲမှာအမှတ်တရအနေနဲ့အားလုံးလဲဝမ်းသာရအောင်ပေါ့လေအတူတူပေးဖို့အတွက်ဒီမှာစီစဉ်ပါဆိုတဲ့အတွက်ကြောင့်မလို့ဒီစီစဉ်လေးကကျွန်တော်ပဲနဲ့ဖြစ်သွားတော့ဒါအတိုင်းမသိဝမ်းသာရဲပေါ့နော်ဒီလိုမျိုးလေးအာခင်နဲ့ AI ဒေါက်တာညိုရဲ့ တယောက်နဲ့တယောက်နဲ့အပြန်အလှန်လေးနာဆစ်ကင်ဖူးနဲ့ဒီစာကလေးနဲ့တက်တေပြအဲလို့လဲခံစားရတယ်ပြီးတော့အဲ့ဒါလေးကိုအမ deliver လုပ်ခွင့်ရတဲ့အတွက်ကြောင့်လို့အဲ့ဒီအတွက်လဲအမအရန်ဝမ်းသာမိပါတယ်တကယ်တော့ခင်နဲ့အေအေတက်ဖွဲ့ကြဆက်ဆံရေးကလုံခဲ့တဲ့နှစ်ကလေးကရှိခဲ့တာပါခင်ဦးဆောင်နဲ့ A to Burma အဖွဲ့ကအေအေတက်ဖွဲ့အတွက်350လူတန်းခဲ့ပါတယ် အဲ့ဒီအချိန်တုန်းကလှူဒန်းမှုမှာချိတ်ဆက်ပေးခဲ့တဲ့တာဝန်ရှိသူတူဦးကိုမေးတဲ့အခါမှာတော့တစုံတရာမှတ်ချက်မပေးခြင်းသေးဘူးလို့ပြန်ဖြေပါတယ်။ချိန်ရှားတဲ့နိုင်ငံရေးအကျဉ်းသားတဦးဖြစ်တဲ့ကိုမင်းကိုနိုင်ကလည်းဒီကြပြာကိုသူ့ရဲ့ Facebook page မှာတင်ထားပြီးဒေါက်တာညိုကိုဂုဏ်ပြုပြီးရခိုင်လိုရေးသားထားပါတယ်။ကိုစောဘိုးဟင်းအကြောင်းကတော့အကျွန်တော်ပြောနိုင်တာတော့ရှိတယ်။အဲ့ဒါကဘာလို့လဲဆိုရင်ကိုစောဘိုးဟင်းဒီကိုစောဘိုးဟင်းဒီလုံးဝဆွဲစီခံရတာပါ။ ျက်စိခန္ဓာဆိုတာကိုစောပိုးဟင်းဒီနိုင်ငံအတွက်သူတို့အရန်ကိုကြောက်ရွံ့ရတဲ့လူတယောက်ဖြစ်သွားပုံရပါတယ်။ ကလိုင်းမျိုးတွေအားလုံးပဲငလင်ပေးနဲ့မေးပေးတယ်မှာများဆုံးကင်းဝေးကြပါစေလို့ဆုတောင်းပေးနေမယ်ကျွန်တော်ရဲ့ကိုဂျက်ရီဘော်ရှင်ချန်နယ်လေးရဲ့ပြန်နေကြိုဆိုလိုက်ပါရစေဗီဒီယိုလေးရရှိမှာလို့သွားပေးကြမှာတော့ယနေ့ဇွန်လ30ရက်နေ့တနင်္လာနေ့ညပိုင်းထီနောက်ဆုံးရရှိသတင်းချုပ်ကိုဖော်ပြပေးသွင်းဖြစ်တဲ့ကလိုင်းမျိုးတွေအားလုံးပဲအဆုံးထိရှိဖို့ဒီနေရာကြီးပထမတောင်းဆုလိုက်ပါရစေ brown တို့ဒီနေ့ပုံဒီနေ့ကတော့စကိုင်းနိုင်ကပ်လီမျိုးနဲ့ဇီးကုန်းမျိုးနီကိုပတ်လည်စကြောင်းထိုးနေတဲ့စစ်ကောင်စီနဲ့ပြူစော်ဒီအုပ်စုတွေက၄ရက်တွင်မှစုစုပေါင်းဒေသခံပြည်သူ၁၁ဦးကိုဖမ်းဆီးပြီးတပ်ဖြတ်ခဲ့လို့ဒေသခံတွေကပြောထားတွေ့ရှိရပါတယ်အားဒါကတော့အားလုံးသိတဲ့အတိုင်းပဲသင်ကန်းချုံရောင်စောင်းထားပြီးရေချုံထားတဲ့ ဝါသာဝတို့ဖွဲ့ဖြစ်ပါတယ်။ဒါဟာဇွန်လ23ရက်ကဆက်လို့ကမ်ဘလူးမြို့နယ်ဇီကုမြို့နီးဗီယတာဟိုကုံတောင်းကုန်းရွာတွေကိုအင်အား100ကျော်နဲ့စစ်အုပ်စုကနေပြီးတော့ပြူစောတင်ပေါင်းစောင်းထိုးခဲ့တယ်လို့သိရှိရပါတယ်။ဒီရက်အတွင်းမှာအသက်30ကနေပြီး50ရွယ်ရှိတဲ့အပြေးသားရွာမျိုးသား9ဦးနဲ့ចောင်းကုန်းရွာမျိုးသား3ဦး ိုကုန်းရွာကနေပြီးတဦးနဲ့နောက်ထပ်မိမသိအမျိုးသားတဦးကိုတက်ဖြတ်ခဲ့တယ်လို့လည်းဒေသအတွင်းချီနီကဖော်ပြထားသိရှိရပါတယ်။ဒါပြင်ကမ်လူမျိုးပတ်လည်မှာလည်းသင်ကန်းဝင်ပြူစောတိကောင်းသောဝါသွားစစ်ကြောင်းတွေဟာစစ်ကြောင်းထိုးတာတွေရှိနေတယ်လို့လည်းဒေသခံသတင်းမီဒီယာပြောထားပါတယ်။စစ်ကောင်စီကဇွန်လ23ရက်နေ့ကစတင်ပြီးတော့ကမ်လူမျိုးနယ်မှာပြူစောတိတွေတင်းနှင်းစင်တဲ့အကြောင်းကိုဖော်ပြထားသလိုတင်းနှင်းစင်တဲ့ပြူစောတိကိုလည်းဘာတော့ရဲ့လက်ထက်ကိုလုံးဝကိုပုံအပ်ပြီးတော့ဘာတော့ကိုလည်းနေထောက်ပံ့နေတာလဲဖြစ်တယ်ဆိုတော့အားလုံးသိရှိရဖြစ်ပါတယ်။ဒါကြောင့်ဘာတော့ဆိုတာကလည်းအားလုံးသိတဲ့အတိုင်းမမိဘူးဆိုတာနဲ့ သင်ကန်းဆွဲချိုတွေတိုင်းဆွဲပြီးတော့လုံတင်လုပ်ထတာကိုလိုအပ်မကောင်ဖြစ်တဲ့ဆိုတော့အားလုံးသိထားဖို့လိုအပ်ပါတယ်။ဒါမှလည်းဒီမနိုင်မှာရှိတဲ့သာသနာနာယကအဖွဲ့ခေါင်းဆောင်ကြီးတွေကတော့နီးရတာပဲကြောက်နေရလားမင်းအောင်နိုင်ဘယ်ကြောက်နေရလားသာသနာအရှိန်အဝါကမင်းအောင်နိုင်ဖုံးလန်းသွားပြီလားဆိုတာကိုပဲကြည်ညာဖြစ်ပါတယ်။လူကောင်းတွေလှုပ်ချင်တိုင်းလှုပ်နေတာတွေကိုသင်ကန်းချုပ်ဖို့တကွမှမဟာတော့တွေ့ရပါတယ်။နောက်တဲ့တင်မို့အနေနဲ့ကတော့အေယာဝတိုင်းမြန်အောင်ခိုင်အင်ကပူမြို့နယ်မှာစစ်ကောင်စီတပ်ဆက်တာတဲ့ကြီးရတွေကို အခိုက်တတော် A ကနေပူးပေါင်းတမများကတိုက်ခိုက်သိမ်းမှတ်နေပြီဆိုသတင်းထုတ်ပြန်ထားပါတယ်တဝန်ကပြင်းထန်နေတဲ့၄မိနစ်မြို့နယ်နဲ့ဆက်ဆက်နေတဲ့ကြီးရွာများနဲ့တဆဲထွားတဲ့စစ်တပ်စခန်းများကိုဇွန်လ3မှာစတင်တိုက်ခိုက်ခြင်းဖြစ်ပြီးယခုရက်ပိုင်းမှာတော့နေရောညပါတိုက်ပွဲများပြင်းထန်နေဖြစ်ပေါ်နေပြီးဇွန်လ29ရက်နေ့ညပိုင်းမှာတော့စခန်း3ခုထဲမှာနေကိုသိမ်းမှတ်လိုက်ကြောင်းအခိုက်တတော် A ကထုတ်ပြန်ခဲ့ပါတယ်အရာဝတိုင်းခြေဆိုင်စည်သတင်းမြစ်တခုကတော့စစ်တပ်ဘက်ကသိတာတွေတော့များတယ်လက်နက်ကြီးတွေလည်းများကြီး A ကရာသွားတယ်လို့ပြောထားတာတွေ့ရှိရပါတယ်အေနဲ့ပုံပုံတပြသိမ်းယူထားတဲ့နေရာတွေကတော့ဟင်းသရခရိုင်ကွင်းကောက်မြို့မှာရှိတဲ့ စစ်ကောင်စီတမ်းမြင်လေ့ကျင့်ရေးကြောင်းကတက်က9နှစ်၎င်းရဲ့မိုင်းနေကတာကွာဝေးတယ်လို့သိရှိရပါတယ်။အခန်းသင်းကြိုက်ပွဲတွေနဲ့ပတ်သက်ပြီးအိုင်ခန့်ကျတော့ A ကတော့ဘယ်တော့မှတီးတီးချာချာနဲ့တုတ်ပြန်လေးတော်တော်စင်မှာမရှိတော့တွေ့ရပါတယ်။ A နဲ့ပုံပုံတည်းများပြီးခဲ့တဲ့ဇန်နဝါရီလနဲ့ဖေဖော်ဝါရီလကဖြစ်ပေါ်ခဲ့တဲ့တပ်ဝင်များတွင်ရွှေတောင်ရံမြို့တာပေါင်းမြို့တို့မှာစစ်တပ်စခန်းချုပ်လဲသိမ့်ပတ်ရရှိခဲ့ကြောင်းသိရှိရပါတယ်။တပ်ဝင်များပြင်းထန်နေစဉ်မှာတော့စစ်ကောင်စီကရန်ကုန်တိုင်းပေါ်မှာအရာဝတိုင်းကိုဝင်တဲ့လမ်းကြောင်းနဲ့မြို့ဝင်ထွက်ခင်များကိုစစ်ဆေးမှုများပုံမှုတင်းကျပ်လျက်ရှိကြောင်းနဲ့ သိရှိရပါတယ်။ဟိုတဲ့တင်းဘုံအနေနဲ့ကတော့အာခန့်ကျတော့ AAC မှာစစ်တင်းတက်ဖို့သွားတဲ့လူငယ်တွေကိုရခိုင်ပြည်မြေပုံမြို့နယ်ဒေသခံတွေကရခိုင်မင်္ဂလာစီတော်ကြီး TV လိုက်ပါပို့ဆောင်ခဲ့တယ်ဆိုတဲ့တင်းထပ်ပေါ်လာခဲ့ပါတယ်။မြေပုံမြို့နီးကနေပြီးဝေးလံခေါ်မဲ့ဒေသ ARDC ကနေအခက်ကျတော့ AAC ကိုစစ်တင်းတက်ရောက်ဖို့ရောက်ရှိလာကြတဲ့ဒါနဲ့ချီတဲ့လူငယ်တွေကိုဒေသခံလူကြီးလူငယ်မျိုးသမီးမျိုးသားတွေကဝမ်းသာအားနဲ့ကြိုဆိုပြီးတော့ရခိုင်မင်္ဂလာစီတော်ကြီး TV တောင်းတောင်းဖြတ်ဖြတ်လိုက်လံပို့ဆောင်ပေးခဲ့တယ်လို့လည်း မြေပုံဒေသခံမျိုးသမီးငယ်တို့ကနေပြီးတော့ပြောထားတာသိရှိရပါတယ်။ဒီလူငယ်တွေဟာဝေးလံခေါ်မဲ့တဲ့ဒေသတွေကလာကြတာပါ။ဘိုးရသည်မတော်ခက်ခဲလာကြတဲ့သူတွေကိုကျမတို့အနေနဲ့ပြည်သူတယောက်အနေနဲ့တိုက်လေလေကျူးဆိုပါရလို့ပြောထားတာသိရှိရပါတယ်။နောက်တဲ့သတင်းပုံအနေနဲ့ကတော့အားလုံးသိတဲ့အတိုင်းပါပဲ။တကားဆာမှာမင်းအောင်နိုင်အနေနဲ့1280ချမှတ်တယ်လို့ထုတ်ပြန်လိုက်တဲ့အချိန်မှာပဲဒါပဲလားလို့ပြန်မေးခဲ့တဲ့ကျင်းပီနေရဲ့ဝန်ကြီးချုပ်ကတော့ဘောနန်းခင်ပြည်မြေတယောက်ဖြစ်ပါတယ်။ဘောနန်းခင်နိမိတ်ကတော့ပြောထားတာရှင်းပါတယ်။မင်းအောင်တကောင်လက်ရှိမှာသူရှိမှာတော့ တချို့ချိန်မှာကတော့သူအထဲမှာရှိနေတယ်ဒါပေမဲ့မင်းရောင်းတဲ့ကောင်အနေနဲ့ကြိုက်တဲ့ချိန်မှာသင်တခုစောက်ပြီးတော့စင်မောတက်ပြီးနှစ်ယောက်ပြီးသူသူရွေးချယ်မယ်ဆိုတော့ပြိုင်လို့ရတယ်ဆိုပြီးတော့ရဲဝင်ပြောကြခဲ့တဲ့တခိုင်ပြည်နယ်ကနေပြီးတော့ဝင်ကြီးချုပ်တွေဖြစ်ပါတယ်သူရဲ့နာမည်ကတော့တော်နန်းခင်တူဖြစ်ပါတယ်ဘယ်တော့မှမေးလို့မရမယ်သူရဲ့ကောင်းနေပြီးဖြစ်ပါတယ်ဒါတွေအားလုံးကနောက်ထပ်သတင်းပုံနေနဲ့ကတော့အခုဆိုရင်တော့အားလုံးသိတဲ့အတိုင်းပဲအဖကိုပုတ်ချလိုက်အဖကိုမြောက်တင်လိုက်မူးတိုင်းဆဲလိုက်လုံနေတဲ့ တော့ဘုံကြီးတကောင်ကတော့အဘကဆွဲစီလို့ထဲမှာခံရပါပြီဒီဆွဲစီရနဲ့ပတ်သက်ပြီးတော့လည်းအဘဘောမတစ်စိုက်ကလည်းပေါက်ကွဲလောင်ကျွမ်းနေတွေ့ရပြီးတော့အဲ့အချိန်မှာပဲစူတောင်းစာလေးစောင်းဖွက်လာပါတယ်ကိုစောဘုံကြီးတယောက်ကိုသွားရှာတာရှာလို့မတွေ့ဘူးတဲ့ဗျာအဲရှာလို့တွေ့မလဲဘဝထဲမှာကြိတ်ခံနေရပြီဗျာရှာလို့မတွေ့ဘူးမလဲဘယ်တော့ဖြစ်ဖြစ်သူပြန်ထွက်လာမယ့်နေ့တွေကိုစောင့်မျှော်နေပါတယ်ဆိုပြီးတော့ပြောခဲ့တဲ့သူကတော့သူ့ရဲ့ KDB ကမင်းငယ်တယောက်ဖြစ်တာကိုသိပြီးတဲ့အချိန်မှာတော့သူ့ရဲ့ခင်မနဲ့သူ့ရဲ့မိန်းမတို့ကပေါက်ကွဲနေရတယ်သိရှိရပါတယ်ကိုစောဘုံကြီးအကြောင်းကတော့အဲကျွန်တော်ပြောနိုင်တာတော့ရှိတယ်အဲ့ဒါကဘာလဲဆိုရင်ကိုစောဘုံကြီးကိုစောဘုံကြီး လုံးဝဆွဲစီခံရတာပါဆွဲစီခံရဆိုတာကိုသောဘိုးဟင်းဒီနိုင်ငံအတွက်သူတို့အရန်ကိုကြောက်ရွံ့ရတဲ့လူတယောက်ဖြစ်သွားဖို့ရပါတယ်နော် NASA ကကတော်တော်ကြောက်ရွံ့သွားရတယ်တက်မတော်ကမှကြောက်ရွံ့သွားရတယ်ပုံကူတယောက်ဖြစ်တဲ့ကြောင့်မလို့ကိုသောဘိုးဟင်းကိုအမှုလည်းမဆွဲနော်အမှုလည်းမရှာဘဲနဲ့ဘယ်မှာထားလို့ထားမှန်းမသိဘဲနဲ့ဆွဲစီထားတာပါနော်ဘယ်အချိန်မှာဘယ်လိုပြန်ပေါ်လာမလဲဆိုတော့ပြန်ပေါ်လာဖို့တော့မျှော်လင့်တယ်နော်အဲ့တော့ကျွန်တော်တို့ပြောမနိုင်ဘူးအခုချိန်ထိကြောက်ရိုက်ခံထားရတယ်ကြောက်ရိုက်ခံတာဘာကြောက်ကြောက်ရိုက်ခံတာလဲဘာကြောက်ကြောက်ရိုက်ခံတာဆိုလို့ရှိရင်သူဒီအမ်စစ်တပ်ပဲပေါ့နော် အမှန်တရားကိုပြောနေတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့လိုပေါ့ကျွန်တော်ကတော့အမှန်တရားပြောပြမယ်လေအဲကိုစုံဖိန်ဟင်းတော့ကျွန်တော်မပြောရဲပါဘူးเนาะအဲ့တော့ကိုစုံဖိန်ကအမှန်တရားပြောနေတဲ့အတွက်ကြောင့်မို့လို့သူဒီစစ်တပ်ရဲ့လုံထုံးဘောကမဆိုတော့စစ်တပ်ရဲ့နတ်ဆာကရဲ့လုပ်ငန်းစဉ်တွေအလုံးထိခိုက်နိုင်တယ်ဆိုတော့အယူအချက်များရှိနေလားမသိဘူးပေါ့ဗျာเนาะအဲ့ကြောင့်မို့လို့သူ့ကိုအဲသူ့ကိုဘာမှမမှလည်းဆွဲသေးဘူးเนาะမဆွဲသေးဘူးလို့ပြောလို့ရတော့ဗျာเนาะလေဦးမမှာပုံသေးပဲနဲ့သူဒီနေရာတနေရာမှာစစ်ထောက်လိုက်တော့လကောင်ဆ ਾਇ ရဖောက်တော့လကောင်အထုတက်ဖွဲ့တော့လကောင်တခုခုရဲ့နေရာမှာတော့ရှိနေပါပြီเนาะအဲ့လောက်ပဲကျွန်တော်ပြောလို့ရတယ်အဲ့တော့ဒီတက်ပို့ပြီးတော့သိကြရင်တော့ ောင့်ပြီးတော့ငါဟောပါလို့ကျွန်တော်ပြောချင်တယ်เนาะဒါကကိုစောဖုံးဟင်းရဲ့အခြေအနေဟုတ်ကဲ့မင်္ဂလာပေါ့เนาะကျွန်တော်ပြောပြရရှိလို့ဒီ line မှာတက်လာပေါ့เนาะတချို့တချို့တော့သူတွေကမေးနေကြတာပေါ့เนาะကိုစောဖုံးဟင်းအခြေအနေပေါ့သူတို့ဒါသူတို့စိတ်အားထက်သန်တဲ့သူပေါ့เนาะဒါသူတို့ချစ်တဲ့သူသူတို့မေးတာကတော့ဒါလည်းဂူလူဝန်တာတွေပေါ့เนาะအဆင်ပြေပါတယ်ပေါ့เนาะအဆင်ပြေပေါ့เนาะပြောပြမယ်ကျွန်တော်တို့အခုတချို့တချို့တော့သူတွေရှိတယ်ကိုကိုတိုင်းကျတော့လေတလားဟိုမလုံနိုင်မလုံဘူးလုတ်ဖ ೇನೆ သူများဘာဘာလုတ်တယ်ဆိုတဲ့ဟာကိုလေဒီလား ်ငါ့ပြီးဝေးပန်းနေသုံးသက်တယ်နော်အဲ့တော့သူများတွေကဘာလုပ်တယ်ဘာကြိုက်နေစမှာလို့သူတို့မသိဘူးနော်ကျမတို့တွေကတော့ဒါကိုတက်နိုင်တဲ့ဘက်ကနေပြောပါနော်လုပ်တယ်ကျမတို့လောက်ရက်ကိုလည်းတိတဲ့သူတိတယ်။နောက်တိတဲ့သူတွေတိတယ်။ဒါပေမဲ့သူများဘာလုပ်တယ်ဘာကြိုက်နေဆိုတာကိုဟိုရေဘန်မနဲ့မတုံ့တက်ပါနဲ့အချိန်တိုင်းတိလာနေမှာပေါ့နော်။လို့ဘယ်လိုပြောမလဲ။အင်းတိတဲ့သူရှိတယ်လို့မုန်းတဲ့သူလည်းရှိတာပေါ့။နော်ဒါဒါလူတွေရဲ့သဘောဝါဒပေါ့နော်။ အစိုးနဲ့ကောင်းကတော့ဒါတွန်တွဲနေတာပေါ့နော်ဒါကတော့ကိုကျမကိုမေးနေကြတာလေးတွေကတော့ကိုစောဖုန်းကြီးချင်းကောင်းပါတယ်ပေါ့နော်ကောင်းပါတယ်တကယ်ကောင်းပါတယ်အဲကျမတို့ကျမကလည်းအိမ်တွင်းထဲကနေပြီးတော့အိမ်အတွင်းထဲမှာနေပြီးတော့မှပြောနေတာမဟုတ်ဘူးဘာလုပ်တယ်ဘာကိုလုပ်ဆရာရှိရလုပ်တယ်ကိုကိုင်ဆရာရှိရကိုသွားဆရာရှိရတော့ကိုလာဆရာရှိတယ်လာတယ်အဲတော့သူများက ဘာဘာလုပ်တယ်ဆိုတာကျမဘာလုပ်တယ်ဆိုတာသူပြင်ဆင်ကြောင်မရှိဘူးเนาะဒါပေမဲ့တိတိတိလေးเนาะအဲကြောင့်မလို့ဘူးကိုသဝင်းချစ်တဲ့ပေးတမ်းများမျိုးချင်းများအလုံးကိုသဝင်းအဆင်ပြေပါလေလို့အချိန်တန်ပြန်လာပါလိမ့်မယ်မကြောက်အောင်ခဏလေးနေမှာเนาะတကယ်အဆင်ပြေတယ်တကယ်အဆင်ပြေပါတယ်เนาะကျမကအင်တွင်းထဲကနေပြီးတော့เนาะအင်အတွင်းထဲမှာနေပြီးတော့မှဒါပြောနေတာမဟုတ်ပါဘူးเนาะသွားတဲ့နဲ့တော့လမ်းကိုသွားတယ်လာတဲ့နဲ့လမ်းကိုလာတယ်စားတဲ့နဲ့အစားဆောင်စားတယ်เนาะမစားတဲ့နဲ့အစားဆောင်မစားเนาะအဲအဲကြောင့်မလို့ဒီအချင်းချင်းနေပေါ့เนาะ အနာလိုစိတ်တွေရှိပါနဲ့အချင်းချင်းလေးအချမ်းပါစေကောင်းသောမင်းအောင်လှိုင်ရရုရှားနိုင်ငံ RDA မြို့ပြည်နယ်ကိုလာပြီးတော့စစ်ချမ်းသာရရွေသုံးကြိမ်မြောက်လာလေခဲ့ပြီးနောက်ထပ်လာရွေတွေကြိုးစားမယ်လို့လည်းထုတ်ပြန်နိုင်ငံကရုရှားကိုသုံးကြိမ်မြောက်သွားလို့ပြောနေပါတယ်ဒီကောင်တစ်သလုံးသွားမှာသူ့ကိုသူနောက်ပိုင်းမသိသေးဘူးရပါတယ်သိကြပါတယ်ပြည်သူတွေကသူ့ကိုတစ်သလုံးအဲ့ကိုပို့ဝင်ပို့မပို့နောက်ဘွားပို့မှာတော့သိကြပါပဲ2029နှစ်မှာမင်းအောင်လှိုင်ရရုရှားနိုင်ငံ RDA ပြည်နယ်ကိုရောက်ရှိစီမှာရန်ကုန်ထုတ်ပြန်ပြောကြခြင်းဖြစ်ပါတယ်အင်မတန်စစ်ချမ်းသာရပါတယ်လာရတာ တရားလှပတဲ့ဒေသတခုဖြစ်ပြီးတော့ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ရင်းနှီးတဲ့ပတ်ဝန်းကျင်တခုကိုကျွန်တော်လာရောက်တယ်လို့ခံစားပါတယ်ကျွန်တော်တုံးချင်ရှိပြီလားလားကိုဒေသကိုလာရောက်တယ်လို့ကျွန်တော်ရင်းနှီးတဲ့စိတ်ရှိပါတယ်နောက်ထပ်လည်းလာနိုင်ဖို့ကျွန်တော်စူးစမ်းပါအောင်မယ်လို့လည်းပြောခဲ့ပါတယ်ပါတယ်ဒေသတခုပေါ့နော်ကျွန်တော်မြန်မာနိုင်ငံအထက်မှာမြန်မာနိုင်ငံရဲ့ရင်းနှီးတဲ့ပတ်ဝန်းကျင်တခုကိုကျွန်တော်လာရလို့ခံစားရပါတယ်ကျွန်တော်တုံးချင်ရှိပြီလားလားပေါ့ကိုဒေသကိုလာရောက်တော့ကျွန်တော်ရင်းနှီးတဲ့စိတ်ရှိပါတယ်နောက်ထပ်လည်းလာနိုင်ဖို့ကြိုးစားအောင် အာဏာသိမ်းစစ်ကောင်ဆောင်ဗိုလ်ချုပ်မူဂျီမီအောင်လိုင်ဟာသူ့ရဲ့ဘယ်လာရုစ်နိုင်ငံခရီးစဉ်ပြီးမှရုရှားနိုင်ငံဘူယာတီးယားမြို့ကိုဇွန်28ရက်ကတွားရောက်ခဲ့ပါတယ်။စစ်ကောင်စီရဲ့ထုတ်ပြန်ချက်အရဘူယာတီးယားပြည်နယ်ကြီးကဲရဲ့ဖိတ်ခေါ်ချက်နဲ့တွားရောက်ခဲ့တာလို့ဆိုပါတယ်။ခရီးစဉ်တွင်ဘူယာတီးယားပြည်နယ်တဲကအူလန်အိုတယ်မြို့မှာရှိတဲ့ကမ္ဘာ့နှံဆောင်တဲ့တသန်းရင်ဆောင်ပိုက်ကဲရေကန်နီးကပန်းဖြစ်စကန်တွင်စစ်ရုံလုံယုံတွေကိုတွားရောက်ကြည့်ရှုလေ့လာမှုတွေရှိခဲ့တယ်လို့လည်းစစ်ကောင်စီကထုတ်ပြန်ပါတယ်။ ။ရှီကောင်းဆောင်ကခီးစဉ်တွင်မှသူ့အနေနဲ့ဘူယာတရားပြည်နယ်ကိုတုံးချိန်မြောက်လာရောက်တာ ဖြစ်တယ်လို့ပြောဆိုခဲ့ပါတယ်။ဘူယာတရားပြည်နယ်ဟာရုရှားနိုင်ငံရဲ့အရှေ့ပြားစိုက်ပေးရာဒေသကပြည်နယ်တစ်ခုပါ။ဘူယာတီလူမျိုးနဲ့ရုရှားလူမျိုးတွေအများစုနေထိုင်ကြပါတယ်။ရုရှားနိုင်ငံမှာဗုဒ္ဓဘာသာကိုးကွယ်သူဟာလူဦးရေ900ခန့်နှုန်းရှိပြီးဒီထဲမှာဘူယာတရားပြည်နယ်ကအများဆုံးဖြစ်သလိုရုရှားနိုင်ငံအတွက်ဗုဒ္ဓဘာသာအဓိကဗဟုဌာနဖြစ်တယ်လို့လဲဆိုပါတယ်။ ဒါကြောင့်စေကောင်းဆောင်ကခီးစဉ်တွင်မှာဗုဒ္ဓဘာသာနဲ့ဆက်ဆက်ပြီးပူပေါင်းဆောင်ရွက်မှုတွေလှုပ်ဆောင်သွားဖို့ဆွေးနွေးခဲ့တယ်လို့လှုပ်ဆောင်သွားဖို့ရှိတယ်လို့လည်းပြောဆိုခဲ့ပါတယ်။ဒါအပြင်နှစ်နိုင်ငံကြားမှာပညာရေးကျန်းမာရေးစိုက်ပျိုးရေးဆိုင်ရာပူပေါင်းဆောင်ရွက်မှုတွေလှုပ်ဆောင်နိုင်ရေးတွေအပါအဝင်ရုရှားနိုင်ငံထုတ်စေဝါတွေမြန်မာကိုတင်ပို့နိုင်ရေးနဲ့ဦးလံဦးတယ်မျိုးကထုတ်တဲ့ရဟတ်ရင်တွေပို့ဆောင်ရေးအတွက်ပူပေါင်းဆောင်ရွက်မှုတွေတိုးမြှင့်လှုပ်ဆောင်ဖို့စီစဉ်ထားတယ်လို့လည်းဆိုပါတယ်။ ဘူရတရားပြည်နယ်ရဲ့မြို့တော်ဦးလံဦးတဲဟာမရှမ်းနိုင်ငံရဲ့ရဟတ်ရင်ထုတ်လုပ်ရေးအတွက်ထင်ရှားတဲ့ခန်းကဏ္ဍကနေပါဝင်ပါတယ်။ဦးလံဦးတဲ Aviation Plan UUAB ဟာမရှမ်းနိုင်ငံရဲ့အဓိကရဟတ်ရင်ထုတ်လုပ်တဲ့စက်ရုံတွေပါဝင်ပြီးအရက်ပတ်စစ်ပတ်နဲ့ခီးတဲ့ပို့ဆောင်ရေးအပါအဝင်ဗတ်ဆောင်အုံပြုနိုင်တဲ့ MI8, MI70 နဲ့ MI38 တွေထုတ်လုပ်တယ်လို့လည်းသိရပါဗျ။

။နှမ်းညောင်ကတော့အားလုံးကရွေးကောက်ပွဲသွားနေတော့အောင်ဒီမှာဖြစ်ပါလေ။နှမ်းညောင်တိုင်းကိုအစက်ကပြောပြီးတောင်းဆိုလို့မရတော့လူငယ်တွေကသူတို့ရဲ့ဘဝတွေတက်တွေစွန့်ပြီးတော့ online တွေဝင်ပြီးတဲ့နောက်ကင်ပြီးတောင်းဆိုလို့ရတော့ဒီကောင်တွေတီးပြားမတီးလို့လား။တီးရတဲ့နေရာလုံးလုံးလှလျမေးလျောက်ထားပြီးလုပ်နေတာဆိုတော့သူအောင်ဒီမှာဖြစ်ပါလေ။ဒါမှလည်းဒီလူကောင်လေးနဲ့တက်တက်ဘောမှာပြီးတော့တော်တော်တွေကိုခွေးတော့ကောင်ဝင်နေတဲ့သူတွေနဲ့အိုက်ကြတဲ့ပွဲရလေရှိနေပါတယ်။ဒါတွေ့အောင်ဖြစ်ပါလေ။စစ်မှုတား ာခဏတာပေါ့နော်ဒီစိရင်ကောက်ခံတာကိုရပ်ဆိုင်းပေးဖို့ပေါ့နော်ဒီရုပ်ောက်ပဲရုပ်ောက်ပဲကာလာမှာဆိုတော့ရုပ်ောက်ပဲအကျိုးကာလာရဲ့ရုပ်ောက်ပဲကာလာမှာပေါ့6လဒါဒါမှမဟုတ်တစ်နှစ်ပေါ့နော်အဲဒါရပ်ဆိုင်းပေးဖို့ဆိုပြီးတော့ပြောထားတာရှိတယ်ပေါ့အဲဒါဒီဒီအပြောဆိုကျွန်တော်ပေးချရရကျွန်တော်လုံးဝလက်မခံဘူး တမန်သမားတွေကဂျပန်မှုတွေကိုအဆုံးစုံလေးလုံးမယ်လို့ပြောထားတာဖြစ်တဲ့အတွက်တစ်ဖက်မှာကျမတို့ကစိတ်အင်အားအတွက်ဒီစစ်မှုတန်းစစ်ခုံမှုတွေကိုစိုက်နေလာတာဖြစ်တည်နေလားစဉ်းစားကြဖြစ်လာတယ်အဲဒီလိုမျိုးပြောဆိုမှုနဲ့ပတ်သက်လို့ဘူလက်ဥလာဆွေအမြင်ကိုကျမမေးစာလေးနေကျမမေးစာရှိပြီတူတောင်နေနဲ့နေတွေးမိပါတယ်နားထောင်ကြည့်ပါဒီစစ်မှုတန်းဥပဒေကိုတော့မကြခင်ဂိုင်တွဲမယ်အယူကောက်ပွဲမှာအန်တီတို့ရဲ့ recommendation ကတော့ရွေးကောက်ပွဲကာလမှာအထူးသဖြင့်ရွေးကောက်ပွဲအာပြုလုပ်မဲ့ဒေတာဒီမှာဒီစစ်မှုတန်း အာခဏတာပေါ့နော်ဒီစည်ရင်ကောက်ခံတာကိုရပ်ဆိုင်းပေးဖို့ပေါ့နော်ဒီရေကောက်ပဲရေကောက်ပဲကာလာမှာဆိုတော့ရေကောက်ပဲအကျိုးကာလာရဲ့ရေကောက်ပဲကာလာမှာပေါ့6လဒါဒါမှမဟုတ်တစ်နှစ်ပေါ့နော်အဲဒါရပ်ဆိုင်းပေးဖို့ဆိုပြီးတော့ပြောထားတာရှိတယ်ပေါ့ peace ဖို့လာမှာဗျာဟို energy ဟောင်းဒေါက်တာညညတင်းဆိုတာပြောတယ်တဲ့အဲသူကဘယ်လိုပြောလဲဆိုတော့ရေကောက်ပဲနီးရင်နဲ့စစ်ကူတန်းချင်းကို6လလောက်ရပ်တန့်ပေးပါတယ်ဆိုင်ငတ်ပေးပါတယ်အဲဒါဒီဒီဒီအပြောဆိုကျွန်တော်ပယ်ချရကြကျွန်တော်လုံးဝလက်မခံဘာဆိုတော့ ခင်အဲ့6လလောက်ကို PDF NLD ကမတိုက်ခက်ရထားမှာလားသူတို့ကလည်းကျွန်တော်ရင်ဆိုင်နေရတာသူတို့ကောင်းနေမဟုတ်ဘူးဗျ NUG PDF NUG PDF တွေကလူသက်အကြမ်းဖက်ဓမြတိုက်ပြန်မေးဆိုရလို့လုံးနေကောင်းတယ်ဟလာတခင်ကြည်ချိန်ပြောတယ်ဖတ်စာပလအမတ်ကြီးတခင်ကြည်ချိန်ပြောတဲ့စကားလည်းပြောရင်ငါတို့ကရင်ဆိုင်နေရတာဘာကဘာနဲ့ရင်ဆိုင်နေရတာကွာသူတို့ကောင်းနေမဟုတ်ဘူးဒါကြောင့်မို့လို့ဟလာဘာကဘာအမျိုးတွေကိုထွန်းထုံးနေတိုက်ရအမြင်ကြီးတဲ့ပြုတ်ပြီးတော့တခင်ကြည်ချိန်အဲ့လိုလုပ်ခဲ့တာသူလောက်တာပြည့်စက်လုံးလားလို့ပြောတော့ဟာငါတို့ရင်ဆိုင်နေရတာသူတို့ကောင်းမဟုတ်ဘူးဟွန်း ဘာကပါလေခုလေ NLDPDF ကတို့ရင်ဆိုင်နေရလူတွေမဟုတ်ငေါလိရင်ဆိုင်နေရတဲ့ကိုယ်ကြီးမင်းတို့ကောင်တို့ကွေးမိကောက်ကြီးတော့ဆိုတယ်နော်ဒေစုကနေပြီးတော့ကွေးမိကောက်တွေကိုကြီးကောက်စုပေးခဲ့တာကြီးတော့ဖြုတ်တော့ဒီတိုင်းပဲလူကောင်းမဟုတ်သူကလုံပါပဲခင်ဗျအဲ့ဒီ6လအတွင်းမှာတို့ဘာမလုပ်ဘူးအာခင်ဗျလုပ်ပါခင်ဗျတို့လူကောက်ပွေးအေးဆေးလုပ်ပါကျွန်တော်တို့မလုပ်ပါဘူးတိုက်ပါဘူးအဲ့လိုမျိုးနေမထင်လားဟာပြေတော့ပြေသေးတယ်ပို့တော့ချအောင်မှာဒီကောင်းကြီးကရွေးကောက်ပွဲမပြတ်ပြအောင်အဲ့တော့ဒေါက်တာညိုညိုတင်းအဲ့လိုပြောတဲ့စကားကိုကျွန်တော်အနေနဲ့ပယ်ချတယ် လုံးဝလည်းကန့်ကွက်တယ်ဟုတ်ပါရဲ့တက်မတော်ကနေပြီးတော့ရွေးကောက်ပွဲကာလမို့လို့ပြည်သူအတွက်ကိုငွေကွက်ပြီးတော့ဒီစစ်မှုထမ်းဆက်ခေါ်တာကိုဆိုင်းငံ့နေဆိုရင်တော့မှဂျာဖက်သမားတွေကတော့သူတို့ဂျာဖက်လိုရက်တွေကိုအားနဲ့ခုံနဲ့အားနဲ့မန်နဲ့ဘူးထပ်ပြီးလုံးကြလိမ့်မယ်သူတို့တပြင်းဒီနောက်25ကိုနော်တိုင်းနိုင်ငံလုံးတိုင်းနာနဲ့အထွေထွေထိုးစစ်ကြီးကိုအန်နူဂျီကသူတို့ရဲ့မဟာမိတ် PDF တွေရောမဟာမိတ်တက်တွေကိုအကုန်လုံးပူးပေါင်းပြီးတော့တိုင်းနိုင်ငံလုံးတိုင်းနာနဲ့အထွေထွေထိုးစစ်ကြီးမကြခင်စတင်မှာတော့မယ်ဆိုပြီးလွန်ခဲ့တဲ့တလလောက်ကရှင်မွန်ကိုရန်ပြောခဲ့ပြီးတဲ့စကားရှိတယ်ဒါပြင်အန်နူဂျီကတမနာဆိုတဲ့လက်ရှိဝါကိုရန်ကလည်းပဲအာဒီလက်ရှိ2025မှာ လက်ရှိတချို့ဒီဥမယောင်လိုင်းကိုနော်မြန်မာပြည်ကအာဆက်ပုံစံမျိုးပေါ့စီးရီးယားကအာဆက်လိုမျိုးမြန်မာပြည်ကအာဆက်ဖြစ်အောင်2025မှာမြန်မာပြည်ကနေမောင်းထုတ်အောင်သူတို့စူးစမ်းမယ်မြန်မာပြည်ကနေမောင်းထုတ်မယ်လို့ကြွေးကြော်ထားတာရှိတယ်ဆိုရတဲ့အတွက်ဂျပန်သမားတွေကဂျပန်မှုတွေကိုအဆုံးစုံတွေလုပ်မယ်လို့ပြောထားတာဖြစ်တဲ့အတွက်တစ်ခါမှဂျမတို့ကစိတ်အင်အားအတွက်ဒီစစ်မှုတန်းစစ်ခုံမှုတွေကိုစိုက်နေတာကဖြစ်တည်နေလားစဉ်းစားကြဖြစ်လာတယ်။အဲဒီလိုမျိုးပြောဆိုမှုနဲ့ပတ်သက်လို့ဘူလက်ဥလားဆွေအမြင်ကိုဂျမမဲဆန္ဒရှင်တောင်းနေနဲ့ထောက်ခံတယ်။သူကသူကသူဒေါက်တာဘွဲ့ရရလားဥပဒေဘွဲ့ရပညာရှင်ဟာချီးကျူးပါလေလေးစားပါလေ။ဥပဒေဘွဲ့မှာဒေါက်တာဘွဲ့ရရမယ်။စီးရေးမြင်မှာတော့မူကြိုပဲရှိတယ်။ မူကြိုပဲရှိတယ်။အဲ့လောက်ပဲရှိတယ်။ဒါကတော့ပြောချင်လို့လာပြောတာ။တိုးတော့ဘူးလက်ဦးလားဆွေဒီနော်စစ်ယူနီဖောင်းကိုချော့ဘောင်းမီချော့ပြီးပစိုးပြောင်းဝင်ပြီးနိုင်ငံရေးကိုဝင်လာတဲ့အတွက်စစ်ရေးအမြင်ရှိရဲ့ဒေါက်တာညိုသိန်းကမျိုးသမီးတယောက်ဖြစ်တဲ့အတွက်အစီအရေးမြင်အားနည်းချင်အားနည်းလိမ့်မယ်ဒါကိုနော်မျိုးသမီးတယောက်ပေါ်မှာခွဲခြားဆက်ဆံတာမျိုးကြတော့ကျွန်မလက်မခံဘူးဟာဒေါက်တာညိုသိန်းကိုပြောတော့ရဲပေါ့နော်အာဥပဒေဘွဲရဒေါက်တာအာဥပဒေရပေါ့ဥပဒေပညာမှာဒေါက်တာဘွဲရလို့တော်ပေမဲ့စစ်ရေးမှာမူချိုးအစ်စ်မဲ့ရှိရဲဆိုပြီးတော့ဖိနှိပ်ပြီးတော့ချိုးဖယ်ပြီးတော့ပြောသွားတာမျိုးတဘောမကြောက်ဘူးလက်မခံဘူးအားမပေးပါဘူး ်နော်ဆိုတော့ဒါသာညွှန်ရင်းကမျိုးသမီးတယောက်ဖြစ်တဲ့အတွက်ဘူးလက်ဥလားဆွေတို့လို့စစ်ယူနေပေါင်းချုပ်ပြီးပစိုးပြောင်းဝင်လာတဲ့လူတွေတော့စိတ်ရင်းမျိုးရှိကြမှာရှိပါလိမ့်မယ်ဒီပေါ်မှာခွဲခြားဆက်ဆံမှုမျိုးကိုတော့သဘောမချပါဘူးအဲဒါအပြင်ကျွန်မရှေ့ရတဲ့ပုံမှာလည်းတကူရှိတယ်စိတ်ယူနေပေါင်းချုပ်ပြီးပစိုးပြောင်းဝင်လာရင်မဲ့အားလို့မကြော်တာကတော့မင်းအွန်လိုင်းဖြစ်ပါတယ်ဘာလို့ဆိုကြည်ကြည်ခေါ့မကြော်ဘူးကြည်ကြည်ခေါ့ကစိတ်ယူထောင်းဝေးဆံမလို့အားခိုင်းကြတော့ AAU ရခိုင်ပြည်နယ်ကောင်းစားရေးအတွက်နောက်ကနေပြီးလုပ်ပြီးနေတချို့ဖြစ်တာနူတီဟုလိုတယ် မြင်ခဲ့ဦးမှောင်မြင်ငါမြင်ခဲ့ဦးမှောင်မြင်ဆိုလို့ရှိရင်ဒုတိယကျွန်တော်တက်တန်းတွေမှာကျွန်တော်တိုင်းချိုးပြည်ချိုးကိုတဲပို့နာခဲ့တယ်တကယ်ကိုဟောထက်မြက်တဲ့အချင်းရှိတဲ့လူတွေဖြစ်တယ်နော်ဒီဒီခံမျိုးပါတရားနေပြီးတော့လှုပ်တော်ကိုယ်တိုင်လေးဖြစ်လာရဲပေါ့နော်မြင်ခဲ့ဦးမှောင်မြင်ကိုဘူလက်ဦးလားရှိကိုကျွန်တော်တို့အားပေးလေးလေးစားလေးနော်တကယ်ထက်မြက်တဲ့တိုင်းချိုးပြည်ချိုးတဲပို့နာနေတဲ့လူတွေပေါ့နော်အဲ့လိုပြည်သူတွေရင်ထဲမှာကနေရာတစ်ခုအဖြစ်အသိမဲ့ပြုတ်ဖက်အသိမဲ့ပြုတ်ခက်ဘုံမာရီအမြဲတမ်းပြောတဲ့စကားလုံးကတော့ပြည်သူတွေပြည်သူတွေဆိုပဲဆက်ပြပါနောက်ခါကျမိတဲ့ခါကျရင်ဘုံမာရီတင်လို့ထမင်းမကျွေးနဲ့ပြည်သူတွေဆိုတဲ့စကားလုံးလုံးတမိနစ်တစ်ချိန်မိနစ်နဲ့မျှစက္ကန့်နဲ့မျှပြောခိုင်းတယ်ဗျာ ဒီကတာဖြစ်ပါတယ်။ဒါပေမဲ့အဲ့ဒီ maintain မှမင်းရဲ့ account တစ်ခုကနေဒီဘာတင်ထားလဲဆိုလို့ရှိရင်နော်ငလင်ဘေးကုညီကြေးကြေးနဲ့ပတ်သက်လို့နော်ငလင်တချို့အများပြည်သူတွေကပြောကြတယ်ပေါ့နော်။ဒီငလင်ဘေးမှာအရှိဆုံးကနေပြီးတော့ပြည်သူတွေနဲ့မမမမရက်တီဘေးကောက်ွက်ပေးတာဆိုလို့ပါတီနှစ်ခုပဲရှိတယ်။ပါတီနှစ်ခုပဲတွေ့ရတယ်။အာ UTB ဒီခါမျိုးပါတီနဲ့ပြည်သုံးလုံးပေါ့နော်။ပြည်သူရှင်းတော်ပါတီဒီနှစ်ခုပဲတွေ့ရတယ်ဆိုပြီးတော့ပြည်သူတွေမင်းစနာရှင်ပြည်သူတွေပြောဆိုမှုစကားကိုအာပြောမယ်ဆိုရင်ဒီချိန်လောက်ကုညီတာနဲ့အချိန်တရာလောက်ကုညီတာတော့ဘယ်တူပါမလဲဆိုပြီးတော့ main game ဥမာမင်းပြန်တင်ထားတာတွေ့ရတယ်။ င်ခံပြောပါလေးဒီဒီရတဲ့ငလေးဘေးမှာအေးဘော်ပေါ့နော်အေးဘော်ကုညီကယ်ဆေးကြီးအစားအရှိဆုံးကနေမမမဲမဲအားနဲ့အားနဲ့မဲနဲ့အင်းနဲ့အားနဲ့ကုညီကယ်ဆေးကြီးလုတ်ခဲ့ရပြန်လဲထူထောင်ရေးအတွက်လဲငွေကြေးတွေထောက်ပံ့ပြီးတော့အတော့အများဆုံးကုညီပေးခဲ့တဲ့ပါတီကြီးဖြစ်တဲ့အတွက်ပြည်သူတွေအကုန်လုံးအတိမဲ့ပြူပြီးတော့ကျေးဇူးတင်ကြတယ်အတိမဲ့ပြူဘေးပြည်သူတွေကကျေးဇူးတင်ကြတာဘောမကြီးပဲကျေးဇူးတင်တာကိုပြည်သူတွေပြည်သူတွေထက်တယ်ပြောနေပြန်ပြီထားပြီးတော့ချစ်တဲ့စိတ်ရှိပြီးသားဖြစ်တယ်ဒီပုံမှာမိခင်ဥမမရနေပြီးတော့နော်အဲအကျိတ်တစ်ကျိတ်ကုညီနာနဲ့အကျိတ်တရားကုညီရတော့ဘယ်တူပါမဲတမ်းမညိပါနဲ့ဆိုပြီးတော့တုတ်ပြန်မှုကြတော့ကျမတို့ချစ်တဲ့စိတ်ကနေပြီးတော့ညဉ့်ညင်းတဲ့စိတ်တစ်ခုကိုပြောင်းသွားစေတယ်ပါ နော်သူကအမဒေါ်သက်သက်ခိုင်တို့ပါတီရတယ်ပဲပြည်သူတွေကိုငလေပေးပါကူညီရဲပေါ့နော်အဲ့ဒါကိုတမ်းမညီနဲ့သူတို့ဒီခါမျိုးပါတီနဲ့တမ်းမညီနဲ့ဆိုပြီးတော့အာလူကြီးလူကောင်းဆန်ရက်လာပေါ့ဒီလိုပြောဆိုမှုကလူကြီးလူကောင်းဆန်ရက်လာပေါ့လူကြီးလူကောင်းမှမို့တော့ခွေးတွေဟာကြီးကို ဒီလိုအသေးဖွဲကိစ္စလေးတွေကစပြီးကျွန်တော်တို့ပြည်သူရင်ထဲမှာရောက်တဲ့အတွက်တတိချက်ဖို့တော့လိုပါတယ်။အေရှန်ရှိပြီးသားတော်ပြီးသားထက်နေပြီးသားလူတွေဖြစ်တယ်။ပြည်သူတွေရင်ထဲမှာအတိမတ်ပြုပြီးသားလူတွေဖြစ်တယ်။အဲ့ဒီအတိမတ်ပြုပြီးချစ်တဲ့စိတ်အားကိုးတဲ့စိတ်ကနေမျိုးညင်တဲ့စိတ်တွေဖြစ်မသွားအောင်ဆိုလို့ဖြစ်သွားအောင်တဲ့ပေါ့နော်။စကားရမှာလေးမှာပါနဲ့ဖို့အရင်အရေးကြီးပါတယ်။ဆိုလိုချင်တာကတော့နိုင်ငံရေးသမားတွေအတားတွေမှာနားနေရှော့ချဆေးရှင်ပါတယ်။နိုင်ငံရေးသမားတွေအတားကြီးတဲ့အခါအစမပြိပခါကြီးဖြစ်ပွားနိုင်ပါတယ်ရှင်။ဒေါက်တာညိုညိုတင်ဒေါက်ဆန်နာမင်းဒေါက်တာတက်ခိုင်ဒါကျွန်တော်တို့ဒီသူတွေကြားထဲမှာလက်ခံထားတဲ့အဲထက်မြက်တဲ့အမျိုးသမီးတွေပေါ့နော်။